โอเคအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာကျွန်တော်တို့ Gib ကိုဘယ်လိုမျိုး install လုပ်မလဲဆိုတာကိုလေ့လာသွားပါမယ်ပထမအဆုံးအနေနဲ့ browser လေးကိုဝင်လိုက်မယ်။ပြီးသွားရင်ကျွန်တော်တို့ဒီထဲမှာ git download ဆိုပြီးတော့ရှိုက်လိုက်။ပထမအဆုံးမြင်ရတဲ့စာမျက်နှာလေးကို click နှိပ်ပြီးတော့ဝင်လိုက်မယ်။ပြီးသွားရင်ဒီမှာကျွန်တော်တို့သုံးတဲ့ OS ပေါ့နော် OS ပေါ်မူတည်ပြီးတော့ Windows ဆိုရင် Windows သမားက Windows ကိုနှိပ်လိုက်မယ်။ ် mac ပုတ်သုံးနေဆိုရင်ကျွန်တော်တို့ mac os ကိုကျွန်တော်တို့နှိပ်လိုက်မယ်ပေါ့နော်ကျွန်တော်သုံးနေတာ window ဖြစ်တဲ့အတွက်ကြောင့်မလို့ window ကိုနှိပ်လိုက်မယ်ပြီးတော့ရင်တော့ဒီမှာ click here to download ဆိုရယ် button လေးကိုနှိပ်လိုက်ဒါဆိုရင်ဒီမှာ download ဒီကျလာလိမ့်မယ် download ပြီးသွားရင်ဒီခဏဆောင်းလိုက်ဒီတော့ရင်ကျွန်တော်တို့ download လောက်ထားတဲ့ folder လေးကိုဝင် ပြီးရင်ဒီကောင်လေးကိုနှစ်ချက်နှိပ်လိုက်โอเคဒါဆိုဒီလိုမျိုးလေးကျွန်တော်တို့မြင်ရလိမ့်မယ်ဟုတ်ပြီနော် next နှိပ်မယ်ပြီးရင်ကျွန်တော်တို့ဒါ next ပဲထပ်ပြီးတော့နှိပ်မယ်ပြီးတော့ဒီမှာကျွန်တော်တို့ပါလဲဆိုရင်ဒီ addition နဲ့ဒီ component လေးတွေပေါ့နော်သူပါအောင် install လုပ်มาလဲဆိုပြီးတော့မေးတယ်အဲ့တော့ဒါအမှန်ကြီးပေါ့နော် default အတိုင်းပဲကျွန်တော်တို့ထားမယ်ဘာမှမပြောင်းလဲဘူးဒီမှာတော့ကျွန်တော် addition နဲ့ icon မှာဒါလေးတစ်ချက် click နှိပ်လိုက်မယ်။ဟုတ်ပြီနော်။ပြီးတော့မှကျွန်တော် next ကိုထပ်နေပြီးရင်ဒါဗာလဲဆိုရင် next ကိုထပ်ပြီးတော့နှိပ်ရုံပဲ။ဟုတ်ပြီနော်။ပြီးရင်ဒီမှာကျွန်တော်တို့သူကဒီ editor ပေါ့နော်ကျွန်တော်တို့ရှိရဲ့ editor ကိုရွေးခိုင်းနေအကယ်၍ကျွန်တော်တို့ VS Code ရှိရင် VS Code ကို default ထားပေးလိုက်။အခုကတော့ကျွန်တော်ကဒီ vim ကိုဒါ default အနေနဲ့ထားလိုက်တယ်ပေါ့နော်။ VS Code ရှိရတဲ့လူတွေက VS Code ကိုနှိပ်ပြီးတော့ default editor ဖြစ်နေထားလို့ရတယ်။ โอเคပြီးသွားရင်ကျွန်တော်တို့ဒီမှာ next ပြန်နှိပ်မယ်ပြီးရင်ဒီမှာလဲကျွန်တော် next နှိပ်မယ်ဟုတ်ပြီเนาะဓာတ်တွေကိုကျွန်တော်တို့ဘာမှမပြောင်းလဲဘူးပြီးရင်ဓာတ်ကို recommend ပေးထားတဲ့កောင်လေးကိုပဲကျွန်တော်တို့ဒါ select လုပ်မယ်ပေါ့เนาะပြီးရင် next နှိပ်မယ်ဓာတ်ကိုလဲကျွန်တော်တို့ next ပဲနှိပ်မယ်သူ့တိုင်းပဲထားမယ်ကျွန်တော်တို့ဘာမှမပြောင်းလဲဘူးဟုတ်ပြီလားပြီးရင်ဒီကောင်ကိုလဲကျွန်တော်တို့ဒီတိုင်းပဲထားမယ် next နှိပ်မယ်ဟုတ်ပြီเนาะ ပြီးရင်ဒါတွေလည်းကျွန်တော်တို့ဘာမှမပြောင်းလဲဘူး။သူပေးထားတဲ့အတိုင်းပဲ next name ပဲ။နောက်ထပ်ထပ်ပြီးတော့ကျွန်တော်တို့ next ထပ် name ပဲ။ဟုတ်ပြီနော်။ဒါကိုလည်း next ပဲ။ဒီကောင်းကိုလည်းကျွန်တော်တို့ next name ပဲ။ Okay ပြီးတော့အဒီမှာကျွန်တော်တို့ file system သူကဒီ cache လုံးမှာလာပေါ့နော်လုံးမယ် install install ပြီးရဲ့ဒီစောင့်လိုက်မယ်။ โอเคဒါဆိုရင်ကျွန်တော်တို့ keep ကို install လုပ်ပြီးသွားပြီပြီးရင်တော့ကျွန်တော်တို့ဒီမှာဒီပေါ့နော် view release note ဆိုရဲဟာကိုဒါကျွန်တော်တို့ unselect လုပ်ပြီးတော့အပေါ်ဆုံးကកောင်းပေါ့နော် launch လုပ်လိုက်မယ်ကျွန်တော်တို့ဟုတ်ပြီနော်အဲ့မှာကျွန်တော်တို့ဒီမှာ command ပေါ့လေပေါ်လာပြီဒါဆိုရင်ကျွန်တော်တို့ဒါ give ကိုတုံးလို့ရသွားပြီဒီမှာ give ဆိုပြီးတော့ကျွန်တော်တို့သူ့ရဲ့ version ဆိုပြီးတော့ရိုက်ကြည့်လိုက်ဒါဆိုရင်ကျွန်တော်တို့ twin ထားတဲ့ key give ရဲ့ version ကိုသူလာပြီးတော့ပြပေးလိမ့်မယ်ဒီလိုဆိုရင်ကျွန်တော်တို့ကွန်ပျူတာမှာဒါအောင်မြင်မြင်နဲ့ give ကိုကျွန်တော်တို့ဒါ install လုပ်ပြီးသွားတာဖြစ်ပါတယ်နောက်ပြီးတော့ရင်ကျွန်တော်တို့ gif ကို install လုပ်ပြီးသွားရင်ကျွန်တော်တို့လောက်ရမှာပါလဲဆိုရင်ဒီကျွန်တော်တို့ gif ကိုသုံးမဲ့ user ရဲ့ config ကိုကျွန်တော်တို့ထည့်ပေးရမှာပေါ့နော်အဲ့တော့ gif config ဆိုပြီးတော့ရေးလိုက်ပြီးရင် global ဟုတ်ပြီနော်ပြီးတော့မှကျွန်တော်တို့သုံးချင်တဲ့ user name ဒီနေရာမှာဆိုရင်ကျွန်တော်သူရဆိုပြီးတော့ရေးလိုက်မယ်ပြီးရင် anna ခေါက်လိုက်နောက်ထပ်တစ်ခု git config ဆိုပြီးတော့ ဘယ်လိုပဲနောက်တစ်ခုကကျတော့ user ရဲ့ email ဒီနေရာမှာကျွန်တော်တို့ရဲ့ email ကိုထည့်ပြီးတော့ရေးလို့ရမယ် Okay ဒါဆိုရင်ကျွန်တော်တို့ရဲ့ gift ကိုအသုံးပြုမဲ့ user ရဲ့ name နဲ့ email ကိုဒါကျွန်တော်တို့အမှတ်တမ်းတင်လိုက်တဲ့သဘောပဲ config ထဲမှာထည့်ပြီးတော့ကျွန်တော်တို့ထည့်ထားရဟာကိုပြန်ပြီးတော့ကြည့်ချင်းကိ config နဲ့ကျွန်တော်တို့ list ဆိုပြီးတော့ရေးလိုက်ဒါဆိုရင်ဒါကျွန်တော်တို့ဒီထဲမှာမြင်နေရလိမ့်မယ်ကျွန်တော်တို့ twin ခဲ့တဲ့ user နဲ့ username နဲ့ email ကိုဒါလာပြီးတော့မြင်နေရလိမ့်မယ်။ Okay ဒီတစ်ခုကတော့ကျွန်တော်တို့ Linux OS ပေါ်မှာ Kip ကိုကျွန်တော်တို့ install လုပ်တဲ့ပုံစံဖြစ်ပါတယ်။ဆိုတော့ပထမအဦးဆုံးဒီ Linux distribution တွေပေါ်မှာတည်ပြီးတော့ဒီသုံးရမယ့် command တွေကတော့တူမှာမဟုတ်ဘူး။ဆိုတော့အခုလက်ရှိကျွန်တော်သုံးနေတာ Ubuntu ကိုသုံးနေတာဖြစ်တယ်။အဲ့တော့ကြောင့်မလို့ဒါ Ubuntu command ကိုပဲကျွန်တော်ရေးပြီးတော့ဒါအလုပ်လုပ်သွားမှာပေါ့နော်။ဆိုတော့ပထမအဦးဆုံးအနေနဲ့ keep ကိုကျွန်တော်တို့ installer ဖို့အတွက်ဆိုရင် sudo apt update ဆိုပြီးတော့အရင်ဆုံးကျွန်တော်တို့ update တောင်းလိုက်ပြီပြီးတော့ရနော် sudo apt install keep ဆိုပြီးတော့ရေးလိုက်အောင် ဒါဆိုရင်ကျွန်တော်တို့ gib ကိုအလိုလျောက်ကျွန်တော်တို့ဒါ install လုပ်သွားမှာဖြစ်တယ်ပြီးသွားရင်တော့ကျွန်တော်တို့ gib ဆိုပြီးတော့ထုံးစံနိုင်မယ်ကျွန်တော်တို့ရဲ့ version ကိုတောင်းကြည့်လိုက်ဒါဆိုရင်ဒါ gib ကိုကျွန်တော်တို့ဒါ ubuntu ပေါ်မှာ install လုပ်တဲ့ပုံစံဖြစ်ပါတယ်တခြားဒီ distribution တွေအတွက်ဆိုရင်ကျွန်တော်ဒီမှာ comment တွေပေးထားပြီးပါတယ်အဲ့ဒီ comment တွေတိုင်းကျွန်တော်တို့ like ပြီးတော့ install လုပ်လို့ရပါတယ် Okay ဒါဆိုရင်ကျွန်တော်တို့ပတူညီရဲ့ OS တွေပေါ်မှာဘယ်လိုမျိုး GIF ကို install လုပ်ရမလဲဆိုတာနားလည်သွားမယ်လို့ထင်ပါတယ်